မင်္ဂလာပါကချင် wave သတင်းဌာနကနေစဉ်တင်လာနေ့ကနေတောက်ကြနေ့ထိညနေခင်းတိုင်းတင်ဆက်သွားမယ့်သတင်းအစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမယ့်သတင်းအစီအစဉ်တင်ဆက်သူမန်ယူဆမ်မဲဖြစ်ပါတယ်။ မနေ့ကမေလာရှိရနေမှာဗမော်ကန်သားလန်းကစပေးရှောင်ပြည်သူတွေခိုးလုံနေတဲ့ဖုန်ကြီးကြောင်ကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်အရက်သားပြည်သူ15ဦးတေဆုံးပြီး30ဦးထဏ်ရာရရှိခဲ့တယ်လို့ဗမော်စီရီတရင်တွေကိုစုံစမ်းဖော်ပြနေတဲ့ဗမော်စကော့တင်ကဖော်ပြခဲ့ပါတယ်ဗမော်မြို့ညောင်ပင်ရက်ကွက်မှာရှိတဲ့ AR မြကန်းဘေးကတောင်လေးလုံးရိတ်တာဖုန်ကြီးကြောင်ကိုလေရင်နဲ့ငကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်အဆိုပါဖုန်ကြီးကြောင်မှာခိုးလုံနေတဲ့သူတွေထဲမှာတာမန်အရက်သားတွေအပြင်စစ်ကောင်စီ ီတန်မိသားစုဝင်တွေနဲ့ဌာနဆိုင်ရာဝန်ထမ်းမိသားစုတွေလည်းပါဝင်တယ်လို့ဗမော်ဒေတာခန်တွေကပြောဆိုနေကြပါတယ်။ကျန်ရှိနေတဲ့စပေးရှောင်ပီတို့380ကျော်ကိုတော့တော်လိုက်တပ်ဖွဲ့တွေကဘေးကင်းရာနေရာကိုပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်းသိရှိရပါတယ်။ ဒါအပြင်ကချင်ပြည်နယ်ကစစ်ကောင်စီစစ်ကြောင်းထိုးနေတဲ့ဖကန်အတလန်ကျော်ပိုင်းမှာလည်းမနေ့ကတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဆိုင်းဖရော်ရဖုန်ကြီးကျောင်းနဲ့ကံမော်ဆူတောင်းတောင်မှာတက်ဆွဲထားတဲ့စစ်ကောင်စီနဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ကို KIA ပူးပေါင်းအဖွဲ့ကတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီပူးပေါင်းအဖွဲ့ဆုတ်ခွာခဲ့ရတယ်လို့စီးရီးနီးဆက်တဲ့သတင်းရင်းမြစ်တအုပ်ကဆိုပါဗျ။ တိုက်ပွဲမှာအထိနာခဲ့တဲ့စကောင်စီဟာမနေ့ကညပိုင်းမှာပဲလေချောင်းနဲ့ပြန်လဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကြားသိရပေမဲ့တိုက်ခိုက်မှုအခြေအနေကိုတော့မသိရှိရသေးပါဘူး။ဖကန်းကစစ်ကောင်စီတပ်တွေကိုအချိန်လေးလုံမဲ့ဆိုတဲ့အကြောင်းပြချက်နဲ့အင်အား600ဝန်းကျင်နဲ့စစ်ကြောင်းထိုးလာတဲ့စကောင်စီနဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ဟာ KIA ထိန်းချုပ်ထားတဲ့နန်ယာ၊ကမ်မော၊စိုင်းဖရာစတဲ့နေရာတွေအထိစစ်ကြောင်းရောက်ရှိနေပြီလို့သိရှိရပါတယ်။ ီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေမိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကြမ်းပါပြီးဘေးရန်ရဲ့ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်